ကမင်းနေတောင်မှတခါလေသူ့အလိုလိုပဲတတိကဝင်လာတယ်။ဟောအဲ့လိုသူ့အလိုလိုတတိဝင်လာရင်တိတ်အရသာရှိတာပဲ။တိတ်သဘောကျတယ်။ဟောကိုကမင်းနေပြီးမင်းတတိကသူ့ဟာသူလာလိုက်တယ်။တတိထားတော့ဆိုအဲ့လိုဆိုရင်ခဏလေးအလုပ်ကိုနားလိုက်ပြီးတော့တိတိချာချာတတိကလိုက်တယ်။စိတ်ကိုတေချာကြည့်လိုက်တယ်။ဘာတွေတွေးနေလဲ။တွေးတာတည်ပြီးရင်အဲ့ဒီတွေးကိုရှင်းလိုက်တယ်။မတွေးတော့ဘူး။အသက်ရှူရလေးမှတတိကထားတယ်။အသက်ကိုဝါအောင်ရှူလိုက်တယ်။ အမောလေးပြေးသွားတယ်စိတ်ကလေးနဲ့ငြိမ်ချမ်းတယ်ပြီးမှအလုပ်ကိုဆက်လိုက်နော်အကျိုးစားကြည့်ပါအလုပ်ကနေအင်ကိုပြန်တဲ့ခါမှလည်းပဲအခုနပြောတဲ့အတိုင်းပဲတိပြတော့မှတ်ပြတော့ပြန်လာပါ MRT ပေါ်မှာလည်းတရားအထုတ်ပါဘတ်စကားပေါ်မှာလည်းတရားအထုတ်ပါနော်အဲဒီအားလေးကမိကုန်းကတူတူလေးပဲအဲ့တော့ကျိုးစားပြတော့တူတူနဲ့လူရင်းဖြေလိုက်မယ်ရှ िख ိုးဘူးပြူချင်းမပါပဲတရားအထုတ်ရင်ဖြင့်နေလို့ဖြစ်ပါသလားတဲ့ နော်တော်တော်အရေးကြီးတယ်မိကုန်းပါနော်အဲ့တော့အဲ့ဒါကိုတပည့်တယောက်ရဲ့ကို တွေ့ဥပမာနဲ့ဘုန်းကြီးပြောပြမယ်နော်အဲ့ဒီတပည့်ကဟိုဘွယ်လဲသူရထားတဲ့အလုတ်ကန်လဲမတန်းအဆင်ပြေပါတယ်နော်ဒါပေမဲ့လူကတော့လူဖြောင့်စိတ်တို့လူကွာစားဘသူဘာပြောပြောသိလက်မခံရင်သူ့ဆရာလောက်ရင်မကြိုက်ဘူး။ဘုန်းကြီးစီတော့သူခဏခဏလာတယ်။လာတဲ့အခါမှာဘုန်းကြီးရဲ့ တဘောကလည်းသူများကိုတိတ်เสียမလို့ချင်ဘူးကိုယ့်ကိုယ်ကလည်းတိတ်တတ်တယ်လို့မထင်ပါဘူးနော်ဒါပေမဲ့မိษွေကောင်းတူအနေနဲ့ကိုယ်တွေးမိတာလေးတွေတိတာလေးတွေဟိုတော့ဆွေးနွေးတဲ့အနေနဲ့ပြောပြတယ်နော်ပြောပြတော့ तू ကလည်းစိတ်ဝင်စားပြီးတော့ तू စမ်းကြည့်စမ်းကြည့်ရင်စမ်းကြည့်ရင်တဖြည်းဖြည်းတရားထုတ်တာအလေးချင်းရလာတယ်နော်တွေ့မှဘုရားရှင်ရှိတယ်တခါတလေလဲ तू ဥချလိုက်တယ်တခါလေလဲ तू မေ့တယ် အလုတ်မြိုင်းနဲ့မိတ်တက်ပါတယ်တချို့တချို့လည်းပြောပါတယ်ဒီလိုဘုရားဥတုံးကျင်ဥချဖို့တော့မေ့နေတာလေနော်တိုးတော့ဘာဖြစ်ဖြစ်နော်တရားထုတ်ပြတော့တပြေးပြေးစိတ်တည်ငြိမ်အကြံလာပြတော့တခါတော့သူ့စိတ်ကတော်တော်ဘုံငြိမ်းချမ်းတာကိုသူခံစားရတယ်ခံစားရတော့အလိုလိုပဲသူ့လက်ကလက်ဥချီလာတာလက်ဥချီလာပြတော့ဘုရားကိုတေးချာဥချနော်ဥချတော့ဘဇက်ကဘလို့ဆိုလက်တည်လား တတိပဌံတရား၄ပါးကိုဟောကြားတော်မူသောမြတ်စွာဘုရားအားရှ िख ိုးပါ၏ဘသူမှရှ िख ခိုးတဲ့ဘုရားရှ िख ိုးဖြစ်နေအဲ့ဒီဘုရားရှ िख ိုးမျိုးကြားဘူးသူလားမကြားဘူးနော်ကျဉ္ဉံဖမန်သူကအဲ့လိုရှ िख ိုးလိုက်တာဘာလို့လဲဆိုတော့ဒီတရားထုလို့သူစိတ်ကတကယ်ကိုအေးချမ်းလာတာဒါခဏလေးကြုံကြုံရတာနော်နောက်ပိုင်းတော့သူပို့ပြီးတော့စူးစမ်းပြီးအားထုတ်တယ်ပို့ပြီးစူးစမ်းတော့တစ်ဖြည်းဖြည်းနဲ့အလေးချင်များတော့ပို့ပြီးတော့အေးချမ်းပါတယ်နော် အခုဆိုရင်ဘုရားဝေယဝုစတိတိချာလုပ်တယ်ဘုရားကိုတိတိချာချစ်ခိုးပါတယ်နော်အဲ့တော့ဘုရားကိုပူဇော်တယ်ဆိုတာမှာပူဇော်ပုံပူဇော်နည်းအမျိုးမျိုးရှိတယ်နော်ချစ်ခိုးခြင်းဖြင့်ပူဇော်တာလည်းရှိတယ်စွန်းလို့ပန်းလို့ရေချမ်းလို့စီမီးလို့ကတ်လို့ပြတော့ပူဇော်တာရှိတယ်စုံးမဩဝါဒကိုလိုက်နာကျင့်သုံးပြတော့ပူဇော်တာလည်းရှိတယ်နော်အဲ့တော့မြတ်စွာဘုရားအနေနဲ့ဘယ်ဟာကိုပို့ပြီးတော့အားရမယ်ထင်တော့ အစိုးအမကိုလိုက်နာတာကိုပို့ပြီးတော့အားရမှာပါနော်မြတ်စွာဘုရားကိုယ်တိုင်ကမိန့်တော်မူတာရှိတယ်လူတွေရဲ့တရားရီရဲ့ရှ िख ိုးပူဇော်မှုကိုခံယူခြင်းလို့ဘုရားအဖြစ်ကိုစုပန်တာမဟုတ်ပါဘူးနော်တစ္ဆာလေးပါအမှန်တရားကိုကိုယ်တိုင်သိပြတော့တခြားသိနိုင်တဲ့သိထိုက်တဲ့လူတွေလည်းပဲတစ္ဆာလေးပါအမှန်တရားကိုသိပြတော့ဒုက္ခဆင်းရဲကနေလွတ်မြောက်စေခြင်းလို့ဘုရားအဖြစ်ကိုစုပန်တာပါ သို့တော့ဘာဖြစ်ဖြစ်ဘုရားကိုကြည်ညိုတဲ့စိတ်နဲ့တရားကိုအားထုတ်တဲ့စိတ်နဲ့နှစ်ခုပေါင်းမိလို့ရှိရင်တိတ်ကောင်းတယ်နော်အဲ့တော့ဘုန်းကြီးတို့ကိုယ်တိုင်ကိုတွေ့ကိုပြောရမယ်ဆိုရင်တော့ဘုရားဟောတဲ့တရားစာပေတွေဖတ်ယုံတဲ့ကိုပဲဘုန်းကြီးစိတ်အံတန်စိတ်ချမ်းသာပါတယ်စိတ်ချမ်းသာတော့ဘုရားကိုကျေးဇူးတင်တယ်ဒါပေမဲ့အစပိုင်းမှာဘုန်းကြီးဘုရားကိုရှေ့မခုံနော်တရားတော့အားထုတ်တယ်တရားစာတော့ဖတ်တယ် ဘုရားတော်ရှိမခိုးနောက်မှတဖြည်းဖြည်းနဲ့တရားကိုပို့ပြီးတော့သဘောပေါက်လာတော့စိတ်ထက်ကအလိုလိုပဲဗုဒ္ဓံတရဏံကိစ္ဆာမိလို့စိတ်ကဆိုမိနော်ဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိလို့စိတ်ထက်ကဆိုမိနော်အဲ့ဒါကဒီလိုဆိုမယ်လို့တောင်စိတ်ကူးထားတာမဟုတ်ဘူးသူအလိုလိုဆိုလိုက်တာနောက်တစ်ခုကလည်းတတိထားပြီးတော့ စဉ်းစားမိစေခြင်းလို့ပြောချင်တာနော်ရှ िख ိုးတာကပါဠိတော်ထဲမှာရှိတယ်နော်ဝသတာမနတာစေဝဝန္ဒာမေတိတထာဂတိတယင်းနေအာဒနေဌာနေဂမနေစာပိတပ္ပတာဟောဟိုတက္ကမကြီးတွေရွတ်တတ်တယ်နော်နှုတ်နဲ့လည်းရှ िख ိုးလို့ရတယ်နော်စိတ်နဲ့ရောရှ िख ိုးလို့ရတယ်နော်အဲ့တော့ကိုအားဖြင့်လည်းပဲရှ िख ိုးလို့ရတယ်နော်လမ်းသွားနေတုန်းမှလည်းပဲ ရှိခိုးလို့ရတယ်နော်မတက်ရနေတုန်းမှလည်းပဲဘုရားကိုရှိခိုးလို့ရတယ်နော်အာအာတနေဆိုတာထိုင်နေတုန်းမှနော်ထိုင်ပြီးတော့လည်းပဲရှိခိုးလို့ရတယ်နော်ဟောအိပ်ပြီးတော့လည်းရှိခိုးလို့ရပါတယ်အိပ်နေတုန်းမှလည်းရှိခိုးလို့ရတယ်နေရာမရွေဘူးဣရိယာပုတ်မရွေဘူးနော်ပြီးတော့စားရအများကြီးရွတ်ဖတ်ပြီးတော့ရှိခိုးမှရှိခိုးတယ်လို့မဟုတ်ပါဘူးနော်စိတ်ထဲက တခွန်းလေးဖြစ်ဖြစ်နော်ဘုရားကိုကြည်ညိုတယ်နော်ဘုရားကိုချစ်တယ်ဆိုအဲ့လိုစိတ်လေးဖြစ်ရင်ကိုပဲဒါရှ िख ိုးပြီးသားဖြစ်သွားပြီနော်အော်ဟုတ်လားအင်းအချင်းကနည်းနေလို့ဘုန်းကြီးကမြန်မြန်တူတူနဲ့လိုရင်းဖြီမရတော့ဘူးနော် အဒီမိကုံးလေးတစ်ခုကတိတ်မဖြေလို့မဖြေဘူးယင်မန်းကြီးရဲ့မိမြင့်ထားလင်လောဘစိတ်နှွဲမနေဘူးလားတဲ့နော် လောဘစိတ်ဆိုလိုက်တော့ဘုန်းကြီးကအဲ့ဒါလောဘဆိုတာကိုခွဲပြီးတော့ပြောခြင်းတယ်နော်မတရားတဲ့လောဘစိတ်ကိုမခံပါနဲ့နော်သို့တော်ကိုယ့်ရဲ့အစွမ်းစားနဲ့ယိုးသားတဲ့နီးနဲ့တမာအာဇီဝနီးနဲ့ ရအောင်လုပ်မယ်ဆိုရင်တော့အဲ့ဒီလောဘဟာဒုစရိုက်တော့မဖြစ်ပါဘူးနော်ထားလိုက်ပါအောင်အဲ့ဒီအဲ့ဒီလောဘမျိုးတော့ပယ်ဖို့မကြိုးစားပါနဲ့နော်နောက်တစ်ခုကညီမချင်းမြင့်မြင့်ဆိုတာမှာပစ္စည်းဥစ္စာနဲ့ပတ်သက်တာတွေမကပါဘူးနော်ဘုန်းကြီးအဓိကထားပြီးပြောခြင်းနဲ့ညီမချင်းမြင့်မြင့်ကစိတ်ထားမြင့်တာအသိဉာဏ်မြင့်တာနော်အဲ့တော့အဲ့ဒါကိုလောဘမဖြစ်ဘူးလားလို့မေးရင်တော့ကျန်ကျန်ဖမှန်တွေးရင်တော့နည်းနည်းတော့လောဘဖြစ်မှာပါနော် သို့တော့စိတ်ကတဖြည်းဖြည်းမြင့်သွားတဲ့ခါမှာလောဘကအလိုလိုပါသွားတယ်။အလုပ်တစ်ခုခုကိုလုပ်ရင်တော့မှသူများအတွက်အဆင်ပြေဖို့ဆိုတာကိုထည့်စဉ်းစားလာတယ်။ဟော။ဘုန်းကြီးရဲ့တပည့်တော်တော်များများအရင်တုန်းကလောဘကြီးကြီးနဲ့အလုပ်လုပ်တယ်။ဒါပေမဲ့မရိုးသားတာတော့မလုပ်ဘူး။တမာဇီဝပဲနော်။အခုတဖြည်းဖြည်းနဲ့အလုပ်လုပ်ရင်တရားလည်းအထုတ်လာတော့အခုစိတ်ထားကတဖြည်းဖြည်းပြောင်းလာတယ်။အလုပ်လုပ်တယ်ဆိုတာဟာကိုယ်တယောက်တည်းပတ်စံများများရဖို့မဟုတ်တော့ဘူး။ဟော။ ကိုယ်အလုံးကြောင့်ကိုယ်အလုံးနဲ့ဆက်ဆံနေတဲ့လူတွေအားလုံးအဆင်ပြေဖို့ဆိုတာပါပါလာတယ်။ကိုယ်တပည့်တွေကိုယ်အလုံးသမားတွေတို့အတွက်စာဝတ်နေရေးကျမ်းမာရေးအဆင်ပြေဖို့တို့ရဲ့တားသမီးတွေရဲ့ကျမ်းမာရေးနဲ့ပညာရေးတွေပါတာဝန်ယူလိုက်တယ်။နော်အဆင်ပြေအောင်လုပ်ပေးလာပါတယ်နော်။အဲ့တော့တောတာပံလောဘကင်းပြီလားမကင်းသေးဘူးနော်။တက္ကရာကနည်းနည်းတော့ပါသွားပြီမကင်းသေးဘူး။အနာခံကျမှကင်းတာနော်။အဲ့တော့ပထမအဆင်က ငါလိုချင်နေတဲ့လှုပ်ချင်နေတဲ့ကိစ္စဟာတမအာဇီဝဖြစ်သလားအဲ့ဒါအရင်ဆုံးစဉ်းစားပါတမအာဇီဝနဲ့လှုပ်လဲပဲလောဘတော့ပါနေသေးတာပဲနော်ကိစ္စမရှိတောတာပါတော့မကင်းနေတဲ့လောဘပဲနော်အဲ့တော့သူ့ကိုအရင်ပယ်ဖို့မကြိုးစားပါနဲ့နောက်မှတစင်တစင်သူ့ဟာသူပယ်ပြီးသားဖြစ်သွားမှာပါနော်အဲ့တော့ဘာဖြစ်ဖြစ်ပညာရေးမှာလည်းရည်ကျဲမြင့်မြင့်ထားပါ စီးပွားရေးမှာလည်းပဲယိုယိုသားသားသာရမယ်ဆိုရင်ဘီလီယံနာဖြစ်ချင်ပါတယ်လို့ရည်မှန်းချက်ထားပါနော်ဘာမှအပြစ်မရှိပါဘူးချမ်းသာတာအပြစ်မရှိဘူးနော်ကုသိုလ်ရေးမှာလည်းဒီလိုပဲရည်မှန်းချက်မြင့်မြင့်ထားပါနော်ရည်မှန်းချက်နှိမ့်နှိမ့်ထားတာဘာအကျိုးရှိလဲဘာအကျိုးမှမရှိဘူးဘု து အတွက်မှအကျိုးမရှိဘူးနော် ။အဲကြောင့်ဘုန်းကြီးကတပည့်တွေဆိုရင်လူချမ်းသာတွေဖြစ်စေခြင်းလို့ချမ်းသာဖို့နီးတော်မှဘုန်းကြီးကပေးလိုက်သေးတယ်။ဒါပေမဲ့တမ္မာအာဇီဝတော့ဖြစ်ရမယ်။နော်။အဲဒီမှာတခုကတပည့်တော်မနဲ့အတူနေတော်တငယ်ချင်းတည်းတဲ့လူတွေပေါ်အကောင်းမြင်စိတ်အလွန်နှဲပါသည်ဖရာတဲ့နော်အဲအဲ့ဒီလိုလူတွေအများကြီးရှိပါတ နော်အဲ့ဒီမိကွန်းရဲ့လူရင်းကအဲ့ဒီချက်ပဲနော်သူ့ကိုလည်းပဲတပိတော်ကားတဲ့ညီမလေးတယောက်လိုခင်ပါတယ်ဗျာတဲ့အဲ့တော့သူ့စိတ်ထားကောင်းအောင်ဘယ်လိုလုပ်ပေးရမလဲတဲ့မိကွန်းရဲ့လူရင်းကအဲ့ဒါပဲနော်ဓာတ်ရိုက်တော့သွားမပြောပါနဲ့ဒီနေ့ဟောတဲ့တရားတိတ်ခွေလေးကိုမတိမတားလေးဖြန့်ပေးထားလိုက်ပါသူကသူကြားခြင်းလဲကြားလိမ့်မယ်မကြားခြင်းလဲနေဦးစေနေတိုင်းလာဖွင့်အဲ့ဒါလောက်ဆိုရင်လုံလောက်ပါပြီနော် အဲမိတချို့အရာဖြေရတော်တော်ခက်တယ်အရှိကြီးဖြေမှရမယ်တချို့မေကွန်းကတဏ္ဍာရီလောက်ဖြေမှရမယ်မေကွန်းတစ်ခုပါနေတယ်နော်အဲဒီတစ်ခုကစိတ်ကတည်တယ်စိတ်ကအရသာခံတယ်စိတ်ကအဓိကကြတယ်လို့ဟောပါတယ်ဗျာအဲ့ဒီစိတ်ဆိုတာဘာပါလဲဗျာအဲဆရာကြီးဥဒုခရေးတဲ့စာအုပ်တော့ရှိတယ်စိတ်ဆိုသောစိတ်တဲ့နော်အာတော်တော်စူးစမ်းမှရမယ်နော်စိတ်ဆိုတာဘာလဲဆိုတာ တွေးနေတာလည်းစိတ်ပဲဝန်တာတာလည်းစိတ်ပဲဝန်နေတာလည်းစိတ်ပဲသိနေတာလည်းစိတ်ပါပဲเนาะအဲ့တော့တကယ်တော့သိဖို့တော့မခက်ပါဘူးเนาะလိုချင်နေတာလည်းစိတ်ပဲစိတ်ဆိုးနေတာလည်းစိတ်ပဲတရားထိုင်ပါဟုအရှင်ပြဟောပါသည်တရားထိုင်ခြင်းမျိုးစုံရှိပါသည်တခုကိုရှင်းပြပါဗျာတဲ့အင်မတန်လွယ်ပါတယ်เนาะရိုးရိုးလေးနဲ့တခုခုနဲ့စပါဥမာခုနကပဲခွန်ကြီးပြောလိုက်တယ်เนาะအသက်ရှူတာကိုသိနေပါ ဲ့ဒီကစရင်ရပြီပြီးတော့ဘာပဲလုံနေလုံနေလုံနေတာကိုသိနေတရားထုတ်တာသူ့အလိုလိုဖြစ်နေတာတွေလည်းရှိတယ်ဖြစ်နေတာကိုသိနေတရားထုတ်တာပဲအဲ့တော့လူရင်းကဘာလဲဆိုတော့သိနေတရားထုတ်တာပဲလောဘဖြစ်နေတာကိုသိနေတရားထုတ်တာပဲဒေါသဖြစ်နေတာသိနေတရားထုတ်တာပဲနော်စိတ်ချမ်းသာနေတာသိနေရင်လည်းတရားထုတ်တာပျော်နေတာသိနေရင်လည်းတရားထုတ်တာပဲစိတ်ညစ်နေတာကိုသိနေရင်ဒါလည်းတရားထုတ်တာပဲအဲ့တော့ ိနေတာဟာတရားထုတ်တာဘာမှမခက်ပါဘူးเนาะအဲ့တော့နည်းတွေအများကြီးရှိပါတယ်ဘယ်နည်းကောင်းတယ်လို့မင်းဘုန်းကြီးကတော့စိတ်แจရှိရတဲ့ရိုးရိုးသားသားအမှန်တိုင်းပဲပြောလိုက်မယ်เนาะတိနေတဲ့နည်းဟာအကောင်းဆုံးနည်းပါမသိရင်တော့မကောင်းဘူးတချို့ကတပည့်တော်တရားထုတ်နေတာဘာမှမသိဘူးလေဘာမှမသိရင်တော့မကောင်းဘူး အဲအချိန်ကနည်းနည်းတော့လွန်သွားပြီเนาะအဲ့တော့တချို့မိကုံးလေးတွေကိုဘုန်းကြီးဘလို့မှဖြေဖို့အချိန်မရဘူးအဲ့ဒီမေးတဲ့သူဟာဘုန်းကြီးတရင်တုံးတဲ့နေရာကိုလာနိုင်လို့ရှိရင်လာခဲ့ပါเนาะအေးအေးဆေးဆေးဖြေခြင်းပါတယ်ဘာလို့ဆိုတော့မိကုံးတစ်ခုဟာ cloning နဲ့ပတ်သက်ပြီးတော့ပါနေတယ်ဒီမိကုံးကတော်တော်ဖြေရဖြစ်တယ်မိကုံးเนาะ cloning ဆိုတာကြားဘူးမယ်เนาะ cell တစ်ခုကနေတက်ရှိတရွာတယောက်ဖြစ်အောင်လုပ်ထားတာအဲ့ဒီမိကုံးမေးတဲ့သူဟာ ဘုန်းကြီးစီလာခဲ့ပါเนาะတခြားလည်းပဲမိထားတဲ့မိကုန်းတွေအကုန်လုံးဖြေဖို့အချိန်တိတ်မရတော့ဘူးเนาะဘုန်းကြီးမှလည်းတော့လုတ်စရာလေးတခုရှိနေသေးလို့အမ်ထိုင်ပြတော့သာပြောနေရရင်တော့ဘလောက်ကြကြပြောရပြောရပြောချင်ပါတယ်เนาะအခုလို့ဒီကျောင်းမှာတလောက်ကြီးတဲ့ဓမ္မယုံကြီးမဆန့်လောက်အောင်ပြိတ္တတွေများနေတာအမြင်ရတာဘုန်းကြီးအင်တာဝန်တာပါတယ်เนาะ ဒီနေရာတွေမဟုတ်ဘူးဘုန်းကြီးမမြင်ရတဲ့နေရာတွေမှာလဲအောက်ထပ်မှာလဲပဲရှိနေမှာပါပဲเนาะဘယ်လောက်လောက်ရှိတယ်လို့မှန်းတော့အားလုံးလူကြီးအေးဘယ်လောက်လောက်ရှိနေတယ်နော်ဒီမှာရှိရလောက်တော့တစ်ထောင်လောက်ရှိလောက်တယ်เนาะမကလောက်ဘူးเนาะอืมဟုတ်ပြီเนาะအဲ့တော့လူတို့ 1500တောင်မကဘူးဆိုတော့နည်းတယ်လို့မဟုတ်ပါဘူးเนาะအဲ့တော့အင်မတန်စိတ်ဝင်စားကြလို့လာပြီးတော့နားကြတယ်ဘုန်းကြီးကတက္ကရာမတွေကိုစိတ်လဲချမ်းသာစေခြင်းတယ်เนาะအတိညာလဲအများကြီးရစေခြင်းတယ်ဒါကြောင့်ပြောတာပြောခြင်းတဲ့စကားတွေကအများကြီးကြံနေသေးတယ်အချိန်ကတိတ်မရဘူးเนาะနောက်တစ်ခေါက်အချိန်ရတဲ့အခါပြောစရာတွေရှိတာတွေကိုပြောပါဦးမယ်เนาะဘုန်းကြီးမှပြောစရာမကုန်ပါဘူးဘယ်တော့မှကုန်မယ်မထင်ဘူး တော့ဒီနေ့တော့ဒီလောက်နဲ့ပဲတရားနာတာတရားဟောတာမိကွန်းနေနေတာဖြေတာတွေကိုညီကုန်းချုပ်လိုက်ကြစို့